အထန်တဲ့ကူဦးဆောင်မကွဲခြင်းဘူးဆိုရင်ပါရာလေးကိုထားခဲ့ပြီးလာလာလိုက်ပြန်လိုက်တယ်။ဓမြဆိုလေထိအောင်ခုတ်လိုက်။ဒီကွက်တွေကယုံနေလှုပ်ရှားခြင်းရင်တခြားနေအောင်သွားလှုပ်ရှားရှင့်လိုကားစီးနိုင်တိုင်းဘဝင်နေနေဘဝင်ယူစီကကျမတစ်ချက်မှမရှိဘူးရှင်သိထားဖို့ပါ လမ်းမှာမှသွားနေတဲ့လူတွေကလည်းလူပဲရှင့်အဲ့ဒီမာရာကလေးကိုမှမာထာဝရလက်တွဲနေတာအချိန်အတိုင်းတာတစ်ခုတွေတော့ဆရာနာမနေပြီးတော့အဲ့ဒီကျေးဇူးတွေကိုပြန်ဆက်ချင်တယ်ဖြစ်ပြောလိုက်ဒီကျေးဇူးတရားတွေအေးကြီးပဲမသိရင်ဖြူကကျေးဇူးတရားမသိတတ်တဲ့သူကြီးကြလို့ဆရာလားကတော်တယောက်နေနဲ့ပေါ်မြောက်ပဲဆိုရင်သူပြောနေတော့ပါနင်းကိုရှင်တော်ထဲမှာမနေသေးခြင်းလို့ရှင်ဘူဘောကိုခေါ်ရမယ် ငွေပေးနိုင်လားအောင်ကျမမေးမပြတ်မဟုတ်ဘူး။အာစကားရများတယ်ကွာအကောင့်ဆော့နေလိုက်ကွာ။ဆရာနာမည်ကိုအရွယ်တူစားလုပ်ပြီးတော့လမ်းလေကောင်မှာမင်းကြီးတဲ့ကိုဆွဲလိုက်ရင်တော့ဒီကောင်တို့ကြောင့်ဆရာရဲ့ကိုယ်လေးကအကျဆင်းစီတယ်။လူလေးရဲ့ချစ်သူကိုလူလေးရဲ့ဆရာဆွဲခိုင်းတယ်ဟုတ်လား။ပြီးတော့ဆရာလည်းဒီကိစ္စကိုလူခိုင်းတာပါလို့ကျွန်တော်မပြောဘူးအပါရ။ဒီတိုင်းဆိုရင်တော့အတိတ်ကပုံလေးတွေကအတောက်ဝင်လာပြီခင်ဗျာ။ငါ့ဘဝမှာဒိုဂျင်နာတစ်ခုကိုမရရအောင်ယူတတ်တယ်ဆိုတာမင်းသိတော့အခုကိစ္စအား ရှစ်တိုးမဲ့စင်နောက်တလန်းဆုတ်လိုက်ဒီဘာကြီးရဲ့မင်္ဂလာပွဲဟုတ်တယ်။အများဆုံးအံကဲကောင်းတယ်ပေါ်ပြပါမယ်။ဆရာရဲ့ကျေးဇူးတွေအရကျွန်တော်ပုံမှာများလာပါမယ်။ရပါတယ်ပေါ့။ကျေးဇူးရှင်ကိုကျေးဇူးရှိမှန်တည်နေရင်တော့လည်းပဲ။ကျေနပ်ပါလေ။ဟိုအခုလူလေးမာကတောင်းစီတိုးတွေရှိနေပြီလေ။အဲ့တော့တချို့နေရာတွေမှာတယောက်တစ်ခုကိုလူရုံးမှုခတ်မှာ။ မင်းငါရဲ့လုပ်ရက်ကိုနားမလည်နိုင်ဘူး။သူ့မယားလိုချင်လို့သူ့လင်ကိုလှမ်းနဲ့ထိုးလိုက်တာ။ဒါဆိုဆရာကတကယ်ပဲဖြူ။အချင်းနဲ့စင်မှာမတရားဆိုတာမရှိဘူး။ငါရင်ထဲကထုတ်ချင်းထုတ်မင်းကိုပဲထုတ်ပြီ။ကျွန်တော်ဂျေဇူးရှင်ကျွန်တော်ကိုတတ်မယ်ဆို ကျွန်တော်လေစင်းခံဖို့အသက်မှာပါရ။ဘာကျေးသူရင်လဲ။အိုင်သီလဆိုတဲ့ကောင်ကလေ။မင်းဘဝပြတ်အောင်။မင်းဘဝခုလိုမျိုးတကောင်ကျွတ်ပြောင်းလှုပ်ခဲတဲ့သူကွာ။ခမရ။နာမည်နဲ့မလိုက်အောင်ရုံပါလေ။သီလမဆောင်ကြလို့သီလဒီဘဝကိုကြောက်လာတာကွာ။ရတဲ့ခွင့်ရအောင်အသုံးချလို့သီလအခုလိုဖြစ်နေတာ။ခမရကြီးရဲ့ရုံမှာမဟုတ်ဘူး။ 叫你给我冲！論不能不能不能这！不能！不能不能不能！